ကျွန်တော်ရဲ့ချမိတ်ဆွေတင်ငယ်ချင်းများညီအစ်ကိုမောင်နှမများအားလုံးမင်္ဂလာပါခင်ဗျာ ESM Business Electronic Projects Channel ကနေကြိုဆိုပါရခင်ဗျာဒီတစ်ခါမှာတော့ကျွန်တော်စပီကာအဟောင်းလေးတွေရထားလို့စပီကာအဟောင်းလေးတွေကိုကျွန်တော်တို့ဒီ series parallel ပေါ့နော်ကို့မှာရှိတဲ့အတန်းချက်ဆက်လေးတွေနဲ့ကိုက်အောင်ပေါ့နော်အတန်းတော်လေးတွေကောင်းအောင်ဘယ်လိုချက်ဆက်အသုံးပြုရမလဲဆိုတဲ့ဟာလေးကိုကျွန်တော်ဘ ഹു တုတပြက်နော်မျှဝေပေးသွားမှာဖြစ်ပါတယ်ဥသာစပီကာအဟောင်းလေးတွေကကျွန်တော်တို့နောက်မှာရေးထားတာကတော့ နော်ဝက်က90ဘုံကတော့ကျွန်တော်တို့ဘုံက8ဘုံပေါ့နော်8ဘုံဝက်က50ဘွတ်ရှိပါတယ်အဲ့စပီကာလေး၄လုံးပေါ့နော်ခုလောလောဆယ်တော့ကျွန်တော်ကဒီကိုတိုင်းဆင်ထားတဲ့ဒီ amplifier အသေးလေးရှိတဲ့အတွက်ကျွန်တော်စပီကာ2လုံးနဲ့စမ်းကြည့်မှာပေါ့နော်အာစပီကာလေးတွေကိုကျွန်တော်တို့ဒီအတန်မစမ်းခင်ပေါ့နော်အတန်မစမ်းခင်မှာတလုံးချင်းစီကို သူရေးထားတဲ့အုံ အိတ်အုံးဆိုတာဟုတ်မဟုတ်ကျွန်တော်ဂီတလေးနဲ့တစ်ချက်တိုင်းပြပါမယ်နော်ဒီချိတ်ဆက်နီအသေးစိတ်ကိုတော့ကျွန်တော်က ASN Knowledge Channel မှာအသေးစိတ်တင်ပေးထားပါတယ်နော်ဒီမှာတော့လက်တွေ့ပေါ့ဗျာနော်ဒီမှာအိတ်အိတ်အုံးလို့ရေးထားပေမဲ့အိတ်ကျော်ပါတယ်နော်အိတ်အိတ်ကွတ်တီတော့မဟုတ်ဘူးပေါ့ဗျာနော်ဒီမှာဆိုရင်လည်းဒီမှာ8.99ဝန်းကျင်လောက်ရှိရပါဘောနော်အဲ့အဲ့လောက်လောက်ရှိရဲ့ရေးထားတာ ਨੇ အတိအကျဒါမီတာရဲ့ကွယ်လွယ်ချက်လည်းဖြစ်နိုင်တယ်လို့ ီ3နာကြတော့လည်းဖြတ်နိုင်မှာเนาะဒီမှာဆိုရင်လည်းဒီမှာ8.99လောက်ရှိရเนาะဒါရေးတာကတော့8အုံးလို့ရေးထားတာပေါ့ဗျာเนาะအဲ့ကျွန်တော်တို့ဒီအိမ်မှာရှိတဲ့ဒီ amplifier နဲ့ဒီ speaker မှာရှိတဲ့ဒီ on တံပိုးလေးတွေကိုက်မှเนาะ amplifier အတန်ချက်ဆက်နဲ့ဒီ speaker ရဲ့ on လေးတွေကိုက်မှအတန်ထွက်ကကောင်းကောင်းမွန်မွန်ထွက်တာဖြစ်ပါတယ်เนาะအဲ့ဒါကြောင့်မို့ကျွန်တော်တို့ဒီခုမှရှိတဲ့ amplifier နောက်မှဒီ အထွက်ငုတ်လေးတွေမှာရေးထားတတ်ပါတယ်နော်8 ohm လား4 ohm လား16 ohm လားစသဖြင့်ပေါ့နော်အဲအဲ့လို8ဒီ amplifier ကကျွန်တော်တို့8 ohm အထွက်ရှိရဆိုရင် speaker ကလည်း8 ohm လေးနဲ့အသုံးပြုမှအတန်အတွက်ကောင်းတာပါနော် ohm မကိုက်လို့ရှိရင်ကျွန်တော်တို့အတန်အတွက်ကတိတ်ပြီးတော့မကောင်းဘူးပေါ့ဗျနော်အခုကျွန်တော်ကဒီကျွန်တော်တငယ်ချင်းတွေပေါ့နော်ဒီ speaker လေးတွေကိုဒီလို CD parallel တွဲလို့ရအောင်အရင်အရင်ဆုံးကျွန်တော်စပီကာငုံလေးတွေကိုခဲရင်ကျွေးနေတာဖြစ်ပါတယ်เนาะပြီးရင်တော့ကျွန်တော်တို့ဝိုင်ယာရိုးလေးတွေနဲ့ CD ပက်တယ်လည်းဆက်ပြပါမယ်ဗျကျွန်တော်တို့ဒီစာသဘောတရားရဆိုရင်เนาะကျွန်တော်တို့ CD ဆက်လိုက်ရင်ဒီ impedance တို့မဟုတ် resistance ပေါ့เนาะသူတန်ဖိုးလေးတွေကနှစ်ဆတိုးလာမှာဖြစ်ပါတယ်เนาะ parallel ချိန်ရင်တော့ကျွန်တော်တို့တဝက်ရော့သွားမှာပေါ့ဗျာเนาะအရင်ဆုံးဒါကျွန်တော်ဝါယာယိုးနဲ့မဆက်ခင်ဒါခဲလေးတွေကျွေးနေတာဖြစ်ပါတယ်เนาะပြီးရင်ကျွန်တော် CD ပက်တယ်လည်းချိန်ပါမယ်ဗျာเนาะ ် PND ရစ်အုံတံဘိုးလေးတွေတိုင်းကြည့်မှာပေါ့နော်အရင်ဆုံးကျွန်တော်ဒါစပီကာရဲ့ဒါကအနှုတ်ဒါစပီကာတစ်လုံးရဲ့ဒါအနှုတ်ကျိုးလေးပါနော်အနှုတ်တစ်လုံးရဲ့ဒီစပီကာတစ်လုံးရဲ့အနှုတ်ကိုဆက်လိုက်တယ်နောက်ကျန်တဲ့ဒီဝါယာတစားကိုတော့ကျွန်တော်တို့ဒီအရင်ဆုံးကျွန်တော်ပရလယ်ချိန်ပြမှာနော်ဒါလည်းစပီကာရဲ့အနှုတ်ဖြစ်ပါတယ်နော်စပီကာနှလုံးကိုဒါအနှုတ်အနှုတ်ချင်းဆက်လိုက်တာပါနော် နောက်တစ်ခါကျွန်တော်တို့နောက်ဝါယာယူနဲ့နော်နောက်ဝါယာယူနဲ့ကိုကျတော့စပီကာနှလုံးရဲ့အပေါင်းအပေါင်းရင်းဆက်မှာပေါ့နော်ဒါကစပီကာလေးရဲ့အပေါင်းမှာဒါနောက်တစ်လုံးကိုလည်းစပီကာရဲ့ဒါအပေါင်းနဲ့သွားဆက်မှာပေါ့နော်ကောင်းတာတော့ကျွန်တော်တို့အနှုတ်ဆိုရင်အနဲ့ရောင်ယူလေးနဲ့နော်အပေါင်းဆိုရင်အနီရောင်ယူလေးနဲ့ဆိုရင်တော့ပိုရှင်းတယ်ဗျကျွန်တော်ကလောလောဆယ်ဝါယာယူမရှိလို့နော်ရှိတဲ့ယူလေးနဲ့ဆက်ပြရမှာနော်ဒါကအပေါင်းအပေါင်းရင်းအနှုတ်အနှုတ်ချင်းဆက်လိုက်တာပါနော်အဲ့လိုဆက်တာကိုကျွန်တော်တို့ parallel ဆက်တယ်လို့ခေါ်တာ parallel ဆက်လိုက်ရင်သူ့ရဲ့ဒီ resistant တို့မို့ impedance ပေါ့နော်ပုံတံပိုးရော့ပေါ့နော်ခုနက9လောက်ရှိတဲ့ဟာကဒီမှာ4.8နော်4.7ပေါ့ရနော်တဝက်ရော့သွားပေါ့နော် parallel ချိန်ရင်တဝက်ရော့ဘယ်စပီကာဝဲတိုင်းတိုင်းအဲ့လိုပေါ့နော်သူကဝါရိုးနဲ့ဆက်ထားဆိုတော့ဒါသူကတဝက်ရော့သွားတာဖြစ်ပါလေဗျာနော်ဒါက parallel ချိန်ဆက်နေပါနော်ကျွန်တော်တို့ဒီတငယ်ချင်းနေအိမ်မှာ ဒီအတန်ချက်ဆက်ကအောက်ဘော့က 4-ohm ပဲရှိတယ်ပေါ့နော် 4-ohm ပဲရှိတယ်စပီကာတွေက 8-ohm နေဖြစ်နေတယ်ဆိုရင်အခုတို့ parallel ချိန်ပြီးတော့အသုံးပြုရမှာဖြစ်ပါတယ်ဗျာနော်နောက်တစ်ခါကျတော့ CD ဆက်ပြပါဦးမယ်နော် CD ကတော့ဒါအခုဆက်တာက အပောင်းကျူခုနကမူရင်းရှိတာကအနှုတ်ကျိုးပေါ့နော်အပောင်းအနှုတ်ဆက်လိုက်တာပေါ့နော်ဒါကအနှုတ်ဒီဘက်ကဒါကအပောင်းနော်ဒီအပောင်းနဲ့အနှုတ်နဲ့ဆက်လိုက်တာပောင်းနဲ့နှုတ်နဲ့ဆက်လိုက်တဲ့ သူ့ရဲ့နာမည်ကိုတော့ကျွန်တော်တို့ series set တယ်လို့ခေါ်ပါတယ်เนาะ series set ရင်ကျွန်တော်တို့သူ့ရဲ့ Adam Bo ပေါ့เนาะဒီမှာအုံတန်ဘိုးကနှစ်ဆပြက်လာမှာเนาะခုနက8ကြော်ကြော်ကဒီမှာ16 16ကြော်ကြော်ပြက်လာပေါ့เนาะနှစ်ဆဒိုးလာတာပေါ့เนาะအဲ့ဒါကိုတော့ကျွန်တော်တို့ series set တယ်လို့ခေါ်ပါတယ်เนาะဒီလိုဆက်တာကဘယ်လိုအခါမှာသုံးလဲဆိုရင်ကျွန်တော်တို့ဒီအတန်ချက်ဆက်က16 ohm ရှိတယ်စပီကာလေးတွေက8 ohm ပဲရှိတယ်ဆိုရင်ဒီပုံစံလေးနဲ့ဆက်ပြီးတော့အသုံးပြုရမှာဖြစ်ပါတယ်เนาะ ကဒါကျွန်တော်ဆင်ထားတဲ့အရင်တော့ကဒါမျှဝေပြီးသားပါเนาะအတန်ချက်စအသေးစားလေးပါအဲ့ဒါလေးကိုကျွန်တော်နမူနာအနေနဲ့ဒါတွဲပြီးတော့ပြတာဖြစ်ပါတယ်เนาะအဲ့ဒါစီးစီးဆက်ထားတဲ့ကျန်းနေတဲ့ဒါဒါကကျွန်တော်တို့အပေါင်းကျူဒီဘက်ကဒီဘက်ကအနှုတ်ကျူနဲ့ဆက်ထားတာပေါ့เนาะအဲ့ဒါကျန်းနေတာကကျွန်တော်တို့ဒီကျန်းနေတဲ့အပေါင်းကျူကိုဒါက amplifier ရဲ့အပေါင်းနဲ့ဆက်တယ်ကျန်းနေတဲ့ဒီဘက်ကအနှုတ်ကျူလေးက amplifier ရဲ့အနှုတ်နဲ့ဆက်လိုက်တယ်ပေါ့เนาะ ပြီးရင်ကျွန်တော်ဒီဘက်ထရီအိုးလေးနဲ့ပေါ့ဗျာနော်အကြအတန်တော့ကတော့ကျွန်တော်ကဒါကဒီအပြင်းပြေဖွင့်ထားတာပေါ့အပြင်းပြေဖွင့်ဖို့ဆင်ထားတာဟာပေါ့ဗျာနော်ဟိုလိုအကောင်းစားကြီးတော့မဟုတ်ဘူးပေါ့နော်ဒါဆိုင်ကယ်အိုးလေးနဲ့ကျွန်တော်နမူနာအနေနဲ့ဖွင့်ပြပါမယ်ဗျာနော်ဒါပါဝါလာနေပါပြီအဲ့ဒါကျွန်တော်ဖုံးလေးနဲ့ချိန်ပြီးတော့တန်တွယ်လေးအတန်တွယ်လေးစကြည့်ပါမယ်နော်

ဟုတ်ကဲ့အခုရဲ့အခုလိုကျွန်တော်ရဲ့နော်ဗီဒီယိုလေးတွေကိုအမြင်မပြတ်နော်စောင့်မြော်ပြီးတော့ကြည့်ရှုအားပေးနေကြတယ်ကျွန်တော်ရဲ့ချစ်မိတ်ဆွေတငယ်ချင်းညီကိုမောင်နှမတွေနော်တူတူယောက်ချင်းတွေကိုအထူးပဲကျေးဇူးတင်ပါတယ်အားလုံးဘုဟုတ္တတာတစ်ခုခုကျန်ရက်တယ်ဆိုရင်ကျွန်တော်ဝမ်းသာပါတယ်ခင်ဗျာနော်ကဲအားလုံးအဆင်ပြေကြပါစေခင်ဗျာအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေခင်ဗျာ